အလုံးမင်္ဂလာပါအခုတလောတငယ်ချင်းမိတ်ဆွေတွေရဲ့ relationship တွေကြားထဲမှာနားလည်မှုလွဲနေတာလေးတွေမကြာခဏဆိုသလိုကြုံတွေ့နေရတာမလို့ဒီနေ့ကျွန်တော်ဝေမျှပေးမယ့်အကြောင်းအရာလေးကတော့ပုံမကောင်းမွန်တဲ့ relationship ကိုဘယ်လိုတည်ဆောက်မလဲဆိုတော့ကောင်းစင်လေးနဲ့ကျွန်တော်ဝေမျှသွားမှာပဲဖြစ်ပါတယ် နံပါတ်1အနေနဲ့ mutual respect ဆိုတာတော့ ታ ဘောတင်တယ်လို့ကျွန်တော်ထင်တယ်အချင်းချင်းအပြန်အလှန်လေးစားခြင်းပေါ့နော်ဟိုနံပါတ်ခေါ်တာထက်လေရင်းနှီးတယ်ဆိုပေမဲ့လည်းလင်ပြားခြင်းဆိုပေမဲ့လည်းပိုပြီးတော့ retreat စီမဲ့အခေါ်အဝေါ်အလေးတွေပေါ့နော်ဥပမာဆိုပါစို့ယောက်ျားနဲ့မိန်းမဆိုတဲ့ခေါ်တဲ့အတုံးတုံးတုံးတာထက်ပြီးလို့ရှိရင်နံပါတ်တက်ပြီးတော့ခေါ်တာထက်လေကိုယ် select ရှိလဲကိုယ်ပေါ့နော်တဲဆိုလို့ရှိလဲတဲပေါ့နော်အဲ့လိုမျိုးချစ်ချစ်ခင်ခင် retreat ခေါ်ခြင်းအပြစ်လဲအဆင်ပြေရာရောက်ပါတယ်တချို့ဆိုလို့ရှိလဲအဲ့လိုမျိုးပေါ့နော်နားလည်မှုလွဲနေတဲ့အကြောင်းအရာလေးတွေကတော့ဒီက နေစတယ်လို့တော့ကျွန်တော်ထင်ပြီးတယ်။တောက်တနီးအားဖြင့်တခုခုသွားရမယ်ပဲဖြစ်ဖြစ်တခုခုလုပ်ရမယ်ပဲဖြစ်ဖြစ်ဟိုပြောပြီးမှသွားခွင့်တောင်းပြီးမှသွားပဲဖြစ်ဒါမှမဟုတ်လို့ရှိရင်ဟိုဘယ်လိုပြောမလဲအကြောင်းကြားချင်းအားဖြင့်လည်းတူနဲ့တူလေးလေးစစနွေနွေတွေးပုံမူရင်းနှီးမှုကိုရရှိတယ်လို့ကျွန်တော်ထင်ပါတယ်။နောက်တစ်ခုကတော့လေ build trust လို့ပြောမှာပေါ့နော်ဟိုဘယ်လိုပြောမလဲယုံကြည်မှုထားခြင်းပေါ့ ပြောရမဆိုလို့ရှိရင်ဟိုမလို app လောက app နဲ့ဟိုပတ်စံ A ယူစစ်တာတော့ပဲဖြစ်ဖြစ်မလို့လား app တိုင်းဖုန်းယူစစ်တာပဲဖြစ်ဖြစ်အဲ့ဒါလို့မလုပ်သင့်ဘူးလို့ကျွန်တော်ထင်တယ်သူနဲ့ဥဟိုထားလိုက်ပါတော့ဟိုအမျိုးသားကလည်းအပြင်မှာသူ့ရဲ့ပါတီလေးရှိတာပဲဖြစ်ဖြစ်တနေ့ရာဒင်နာဟိုတကယ်ချစ်တဲ့နဲ့ဒင်နာသွားတာပဲဖြစ်ဖြစ် အကြောင်းကြားဖို့တော့လိုတယ်လို့တော့ကျွန်တော်ထင်တယ်။ဒါမှမဟုတ်လို့ရှိရင်ဟိုတကယ်ချင်းတခြားတကယ်ချင်းကောင်းနေတကယ်ချင်းမိတ်ဆွေကောင်းတကယ်ချင်းဟောင်းနေတဲ့ဟိုဒီနာတဆွာတဆတာဆိုပါဆိုအဲ့ဒါဆိုလို့ရှိရင်လည်းသူ့ရဲ့အမျိုးသမီးကိုလေးလေးဆဆအကြောင်းကြားဖို့တင့်တယ်လို့တော့ကျွန်တော်ထင်တယ်။တချို့လင်များတွေဆိုရှိပါတယ်။ချုပ်ဆောင်တွဲတွေဆိုရှိပါတယ်။ဖုန်းတွေဝင်စင်တာ messenger ဝင်စစ်တာဟို message တွေဝင်စစ်တာတွေဆိုတော့ဒါတော့လောကမလုံးသိမ့်ဘူးလို့ကျွန်တော်ထင်ပါတယ်။ နောက်တစ်ချက်က span quality time လို့ခေါ်မှာပေါ့နော်ဟိုဘယ်လိုပြောမလဲတကယ်လို့များကလေးရှိတဲ့မိသားစုပဲဖြစ်ဖြစ်ကလေးမရှိတဲ့မိသားစုပဲဖြစ်ဖြစ်ဟိုအားလိုက်ရက်တွေမှာမစနေသနေ grade week add နေမှာဆိုလို့ရှိရင်အပျော်ကြီးသွားတာပဲဖြစ်ရက်တွေကိုကြီးသွားတာပဲဖြစ်ဖြစ် picnic ထွက်တာပဲဖြစ်ဖြစ်အဲ့ဒါလုံးတင်တယ်လို့ကျွန်တော်ထင်တယ်များတော့အဖြစ်ဒီအချက်လေးတွေပေါ်မှာအခြေခံပြီးတော့ power relationship တစ်ခုကိုဘယ်လိုအကောင်းမအောင်တည်ဆောက်မလဲဆိုတာအဲ့ဒါကြီးကဒီဆက်ပြီးတော့အခြေခံသွားတယ်လို့ကျွန်တော်မြင်မိပါတယ်တချို့ဟိုကလေးများနားလည်မှုလွဲနေတာတွေဟိုအရင်အကုန်ဖြစ်နေတယ်ဆိုလို့ရှိရင် ဟိုသွေးပူနေတဲ့အချိန်သွေးဆူနေတဲ့အချိန်မှာဖြစ်ရှင်းတာတော့အကောင်းဆုံးလို့ကျွန်တော်ထင်တယ်တကယ်လို့သွေးအေးသွားလို့နောက်တနာရီပဲဖြစ်ဖြစ်နောက်နောက်နာနာရီပဲဖြစ်ဖြစ်နောက်တနေ့ပဲဖြစ်ဖြစ်အချိန်ကျမှပဲသွေးနွေးတာဆိုတာတော့အကောင်းဆုံးဖြစ်မယ်လို့တော့ကျွန်တော်ထင်ပြီးတယ်ဥပမာဆိုပါစို့အခုသွေးအေးနေတဲ့အချိန်အချိန်ကျမှပဲဟိုဟိုပြောဘယ်လိုပြောမလဲ ဆူရင်တွေးမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ထိရောက်ပါလိမ့်မယ်တချို့တွေဆိုလို့ရှိရင်တည်မှာလားဟိုတွေးဆူနေတဲ့အချိန်မှာသွားဆွေးနွေးမယ်ဆိုလို့ရှိရင်တော့ရံဖြစ်တာကပို့ရောမှာပဲကြီးထွားလာစေတယ်လို့ကျွန်တော်ထင်တယ်ပြီးတော့ရှိရင်ဒီလိုကွာမားနေတယ်ဆိုလို့ရှိရင်လည်းတောင်းပန်ပို့ရောဝင်မလေးပါနဲ့တချို့တွေဆိုလို့ရှိရင်တည်မှာလားဟိုဟိုမိမအောင်ဟိုဘယ်လိုပြောမလဲမလေးစားတာတချို့မိမတွေကဟိုအရှင်ဟိုဘယ်လိုပြောမလဲ housewife ပြောမှာပေါ့နော်ဆိုတော့သူကလည်းမိသားစုရဲ့တောင်းပန်ထိန်သိမ့်နေရတယ်ဆိုတော့အထင်သေးချင်းဆက်ဆံချင်းရလဲအဲ့ဒါလည်းမကောင်းပါဘူးတချို့အမျိုးသမီးတွေကကြောက်လဲပဲဆန်တားရှာနိုင်တဲ့ခါကျတော့လည်းဟို မောက်မာပြီးတော့မှပဲအထက်ဆီကနေပြောဆိုဆက်ဆံတာဓာတ်တွေလည်းလောမမလုံးသိမ့်လို့ကျွန်တော်ထင်တယ်ဆိုတော့ဒီအချက်လေးပေါ်မှာမူတည်ပြီးမှပဲ relationship တစ်ခုကိုဘယ်လိုကောင်းမွန်အောင်တည်ဆောက်မလဲဆိုတော့ဆိုလို့ချင်းအတုံးချဖို့အတွက်အနေနဲ့ကျွန်တော်သိတဲ့ knowledge တွေနဲ့ကျွန်တော် sharing လုပ်ခြင်းချင်းဖြစ်ပါတယ်အားလုံးပဲအဆင်ပြေတဲ့အင်တာမူတာစုလေးအဆင်ပြေတဲ့ relationship တစ်ခုဖြစ်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေနှုတ်ဆက်လိုက်ပါတယ်နောက်ဗီဒီယိုပြန်တွေ့ကြမယ် bye bye